ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်တို့ပတ်စဉ်တောက်ကြံနေငန်းနေထောင်းနိုင်ဆိုရင် ပုံမှန်တင်ပြနေကြဖြစ်တဲ့ဒုက္ခကျေပွင့်တဲတော်နမိတ်ကိုတဲတော်ကတ်ခொနကတ်ချပြီးတော့ကန္တမဖတ်ကြပြမှာဖြစ်ပါတယ်ပြီးရတဲ့ပတ်ဒီတော့ကတော့အချိန်မလုံလောက်တဲ့အတွက်ကျွန်တော်ဟောသရံလေးမရိုက်ဘူးဖြစ်ပါဘူးဒီတစ်ပတ်မှာတော့ဒါမားတဲ့ကြားရရတယ်ခုနှစ်ရသားသမီးတွေအတွက်ဆိုပြီးတော့အမြဲတမ်းကျွန်တော်စူးစမ်းပြီးတော့ရိုက်ကူးပေးခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တနင်္ဂနွေသားသမီးတွေအတွက်ဟောသရံအစီအစဉ်လေးစပါမယ် တနင်္ဂနွေသားသမီးတွေအတွက်ကျွန်တော်တို့တဲတော့ချိုးလိုက်အောင်မနော်တဲတော့ကာကာကျွန်တော်တို့စစ်မှမချတာကျွန်တော်တက်တော့ရဲ့ policy နဲ့ညှိလို့ကြပါအဲတနင်္ဂနွေသားသမီးတွေအတွက်ကျွန်တော်တို့ပထမဆုံးကြာလာတဲ့တဲတော့နမိတ်အဆင်တော့ရွှေကလပ်ခုနှစ်လုံးစတဲ့နမိတ်ပါဒီနေ့ကကြတော့အင်မတန်မှအကောင်းဆုံးနမိတ်ဖြစ်တယ်။ဒါကြောင့်တင်းတင်းလေသားသမီးတွေရဲ့အလုံးနဲ့ပတ်သက်ရင်ကံတာတာကောင်းတယ်။ကိုယ့်ရဲ့မျှော်လင့်ချက်တွေပြေသွားတာပေါ့ ။အကိုလိုရှိတဲ့အရာတွေဖြစ်မှုရှာတာ။ကိုဖြစ်ကျင်တာတွေဖြစ်ခွင့်ရတာ။ပိုင်ဆိုင်မှုတွေကျက်ဒီမင်္ဂလာတွေတိုးတက်လာမဲ့အကန့်သမားသမီးမျိုးဖြစ်ပါလား။ပြောအလုံးလျှောက်ထားပြီးတော့အလုံးရဖို့အတွက်စောင့်ဆိုင်နေတဲ့တင်းတွေသားသမီးတွေဆိုရင်လွယ်လွယ်ကူကူနဲ့အလုံးရတတ်တယ်။နောက်တစ်ခုကနိုင်ငံရသွားဖို့ကြိုးစားနေတဲ့လူဆိုရင်နိုင်ငံရသွားဖို့ကိစ္စတွေအဆင်ပြေတတ်တယ်။အလုံးမှာယာတုတို့ချင်းတွေလာတာတို့ချင်းတွေနေရာကောင်းရာချင်းတွေအတွက မျော်လင့်ဆောင်စားပြီးတော့စူးစမ်းအထုတ်နေတဲ့တင်းငွေသားသမီးတွေဆိုရင်ရည်ရွယ်ချက်ရည်မှန်းချက်တွေပြည့်နိုင်ပါတယ်။အောင်ငွေချင်းနဲ့ပတ်သက်ပြီးတော့လည်းအစဉ်ပြေချင်းတွေကံကောင်းခြင်းတွေရနိုင်တဲ့အချိန်ကာလဖြစ်တယ်။အောင်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့တင်းငွေသားသမီးတွေအတွက်ဆိုရင်အဖက်ဖက်ကနေပြီးတော့အစဉ်ပြေချင်းကံကောင်းခြင်းစိတ်ချမ်းသာပျော်ရွှင်ရခြင်းတွေကြုံတယ်ပေါ့။အဲလိုအပြောရရင်တော့တင်းငွေသားသမီးတွေကအလောက်ကံကောင်းတယ်။နောက်ဆုံးတဲ့နေရာမှာကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေလည်းပါတယ်။ နောက်တစ်ခုကဝန်ထမ်းအလုပ်တွေလည်းပါတယ်အလုပ်နဲ့ပတ်သက်တဲ့ကံစားတာတွေထူးထူးခြားခြားကောင်းမွန်တဲ့ကံစားတာမျိုးရှိပါတယ်နံပါတ်1ကမိသားစုဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ရင်သူကဟာမစ်ဆိုတာယတိပါဒါကြောင့်သူ့ရဲ့နမိတ်ရာဆိုရင်မိသားစုတွေကိုကုညီပံ့ပိုးပေးနိုင်တဲ့လူတွေဖြစ်မှာ။နောက်ဆွေမျိုးသားချင်းတွေကိုကုညီပံ့ပိုးပေးနိုင်တဲ့လူတွေဖြစ်မယ်။လမ်းပြပေးနိုင်တဲ့လူတွေဖြစ်မယ်။မိသားစုဆွေမျိုးသားချင်းတွေကိုအကြောင်းပြုပြီးတော့ပူပန်သောကကင်းခြင်း စိတ်ချမ်းသာရခြင်းတွေကြောင့်ဆိုမျိုးသားချင်းနဲ့ပူတဲ့ပေါင်းဆက်စက်တူရှယ်ယာလုပ်ငန်းတွေမှာထူးထူးခြားခြားအကျိုးပေးပြီးတော့ကံကောင်းပြီးတော့အောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နောက်လူမှုရေးနဲ့ပတ်သက်တဲ့နမိတ်မှာကြတော့ကျဲပွင့်နမိတ်ပေါ့နော်ကျဲပွင့်နမိတ်ကလည်းအင်တာမကောင်းပါတယ်။အဲ့တော့လူမှုရေးနဲ့ပတ်သက်ရင်တိုက်ခိုက်ခြင်းနဲ့လူချင်းလူခင်များမယ်ပေါင်းသင်းဆက်ဆံရေးတွေအဆင်ပြေတာပေါ့။နောက်အဓိကတော့ငွေချင်းနဲ့ပတ်သက်တဲ့ကံတရားမှာကြတော့ပို့ပြီးတော့ကောင်းဖို့ရှိတာပေါ့။ငွေချင်းကံတရားတွေကောင်းမယ် ငွေကြေးနဲ့ပတ်သက်ရင်တော့ Queen ဆိုတာခွက်ပြင်းမှာဆိုရင်နမိတ်ဆိုတော့တော်လေးကောင်းပါငွေကြေးကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာရခြင်းလို့စိတ်ပျော်ရွှင်ရခြင်းလို့ပျော်ရွှင်ချမ်းမြေ့ရခြင်းလိုရာပြည့်စုံခြင်းနဲ့ဖြစ်မယ်အဲ့တော့ရရကြီးတဲ့ငွေတွေစောစောမောမောရပြီးတော့ပေးကြရှိတဲ့ငွေတွေလည်းပဲစောစောမောမောပေးနိုင်တာပေါ့နောက်ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ကျမ်းမာရေးနည်းနည်းခြူကြတတ်တယ်နည်းနည်းလေးညံ့တတ်တယ်ဒါတော့မှအရင်စောစောရွာရွာကြီးအညံ့ကြိုက်တယ်တီတီမောမောအညံ့ကြိုက်တယ်တော့မရှိပါဘူး အပြင်းအရည်နဲ့ပတ်သက်တဲ့ကိစ္စတွေအတင်းနှံကိစ္စစောင်းဝက်ဖြည့်သွင်းခြင်းနဲ့ပတ်သက်တဲ့ကံစားတာတွေမှကြတော့ဟိုကကိုစူးစမ်းရင်စူးစမ်းသလောက်အောင်မြင်နိုင်တာပေါ့နော်လူလင်တယောက်ကအကျယ်ပွင့်တွေကိုထွင်းထူးနေတဲ့နမိတ်ဖြစ်ပါတယ်အောင်မြင်မှုတွေကိုကိုယ်တိုင်ထွင်းထူးတာပါအောင်ပညာရေးကိစ္စတွေမှာတည်နှံကိစ္စစောင်းဝက်ပြည်သူချင်းနဲ့ပတ်သက်တဲ့ကံတာတာတွေမှာဖလူစားကြအောင်မြင်မဲ့ကံတာတာမျိုးတွေရှိတယ်။အခြေအနေနဲ့ပတ်သက်တဲ့နမိတ်လည်းတနင်္ဂနွေသားသမီးတွေအတွက်ကောင်းပါတယ်။အဲဒါမဆိုးဘူးပေါ့နော်။ ဒါကြောင့်မလို့တနေ့ကလေးသားသမီးတွေတွေအခြေအနေကန္တာကောင်းနေချစ်သူမရှိသေးတဲ့လူကချစ်သူရတတ်အိမ်အောင်မကြသေးတဲ့လူကအိမ်အောင်ကြတတ်နောက်စိတ်ဆက်ကြောင်းလန်းကိစ္စတို့မင်္ဂလာကိစ္စတွေတူတူကြကြအကျိုးပေးပြီးတော့ကံကောင်းပြီးတော့အောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ပြီးတော့အားလုံးအချုံဝန်သုံးသပ်ရင်တနေ့ကလေးသားသမီးတွေတွေအင်တန်မှကန္တာကောင်းတဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နော်အဲ့တော့နေမီတို့စီပွားရေးတွေ အလုတ်ဂိုင်းတွေအကြံစီတွေလုတ်ရင်ကောင်းမလားမကောင်းလားလုတ်တင်လားမလုတ်တင်လားဟာတွေးရပြနေတဲ့ကိစ္စတွေချင်းလုတ်ကိုလုတ်တင်ပါလေနော်တွန်းတွန်းတိုက်တိုက်လေးကိုလုတ်တင်တယ်လို့အကြံဉာဏ်ပေးတင်ပါတော့တင်းငွေသားသမီးတွေအတွက်ကျွန်တော်တို့အကျိုးပေးတယ်ကံကောင်းစေတဲ့အကြောင်းလေးတွေရှိပါတယ်အဲ့ဒါပါလဲဆိုအနီရောင်နဲ့အဝါရောင်နဲ့ကောင်းပါတယ်အဲ့တော့အကြောင်းတကအကြောင်းကြီးငယ်ကိစ္စရှိတဲ့ကအနီရောင်လေးတွေအဝါရောင်လေးတွေဝတ်ပါနော်တင်းငွေသားသမီးတွေအတွက်အကျိုးပေးတယ်ဟိုကံကောင်းစေတဲ့ ကနန်းနံပါတ်လေးကနန်းလေးတွေရှိပါတယ်အဲ့ဒါဘာလို့လဲဆိုတော့1 5ပေါ့တင်ကနန်းနဲ့ငါးကနန်းဟာအကျိုးပေးပါတယ်နောက်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုအုံလို့ခေါက်ဆွဲကပ်ပါတဲ့နော်တင်းနေလေသားသမီးတွေမကောင်းတဲ့ပြန်သာတာလေးတွေအညံ့အခိုက်လေးတွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒသတိတွေရရှိသေးမှာဖြစ်ပါတယ်ကျောင်းမိတ်ဆွေတင်းနေလေသားသမီးတွေကိုကျွန်တော်တို့ယူရိုမင်္ဂလာချမ်းနေပြီးတော့ ုခကျေပွင်းဆိုတဲ့ Deron Me ကိုရိုက်ကူးပြီးတော့တင်ပေးလိုက်တာဖြစ်ပါတယ်။တနင်္ဂနွေသားသမီးတရမိတ်ဆွေအပေါင်းလည်းပဲတကယ်လို့ကျွန်တော်စီမှာဘေးရီမေးချင်တာလေးတွေရှိမယ်။ကရီယာကူညီရယူချင်တာလေးတွေရှိတယ်ဆိုရင်လည်းဒါ Fiber နေပြီးတော့เนาะရင်းနီနီနဲ့ဆက်သွယ်ပြီးတော့နေမြတ်နိုင်ပါလား။တကယ်လို့ကျွန်တော်တို့မော်ဘီကိုလုံကွင်းမှတ်တိုင်မော်ဘီတိုးကိန်နာမှာပေါ့နော်ကိုလုံကွင်းမှတ်တိုင်ပိန်နေကုန်းဆိုတဲ့ခြေရွာအဲ့ဒီရွာမှာကျွန်တော်ရဲ့ယူရိုမင်္ဂလာချန်တီးရှိပါတယ် ဒီယူရိုမင်္ဂလာချမ်းကိုကိုတိုင်ကိုကြလာပြီးတော့ရေရာကိစ္စတွေဆောင်ရွက်နေတယ်ဆိုရင်လည်းကျွန်တော်တို့ယူရိုမင်္ဂလာချမ်းမှာမင်းသူမဆိုအခမဲ့ရေရာလာပြီးတော့ခြေနိုင်ပါလေနော်။ဒါအွန်လိုင်းကနေဗီဒီယိုမေးတင်တယ်ဆိုရင်လည်းမေးလို့ရတယ်။တချို့ကိုတိုင်ဗီဒီယိုတက်လောကီပညာတတ်တွေကိုသင်ယူခြင်းနဲ့တက်မြောက်ခြင်းနဲ့ဆိုရင်လည်းပဲဒါစဉ်လာတိုင်းဖွင့်တယ်တည့်ရက်နေ့သင်တန်းနေလဲလာပြီးတော့အခြေခံဆက်စပြီးတော့သင်တန်းနေစပြီးတော့တက်နိုင်ပြီဆိုတဲ့အကြောင်းအားလုံးကိုတရင်ကောင်းပါပါလေ။ အဲ့တော့ကျွန်တော်တို့မိတ်ဆွေအားလုံးကိုယ်ကြံ့မာခြင်းစိတ်ချမ်းသာခြင်းနဲ့လည်းပြည့်စုံပါစေလို့ရဆန္ဒတွေလည်းပြည့်စုံပါစေเนาะအားလုံးကြံ့နိုင်အောင်ဆောင်နိုင်မြတ်ကြပါစေလို့ဆုတောင်းမေတ္တာများအားလုံးကိုလှိုက်လိုက်လေလေပို့သလိုက်ပါပဲ။အားကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်တို့ယူရောမင်္ဂလာချမ်းနေတဲ့တင်စကားလေးတွေပါနေတာပါเนาะ။နံပါတ်၁ကတော့ကျွန်တော်ယူရောမင်္ဂလာချမ်းကိုဗိုလ်တော်ဦးနေရလွဲပြီးတော့ကြံ့နေရက်ဒီမှာပိတ်ရက်မရှိဖွင့်ပေးနေပါတယ်။အဲ့တော့ယူရောမင်္ဂလာချမ်းကိုလာခြင်းနဲ့ဆိုရင်အဲဗိုလ်တော်ဦးနေရဲ့ အဲ့ဒါနေလွှဲရင်ကျန်တဲ့ရည်မှာလာနိုင်မှာလို့နော်နောက်တစ်ခုကကျွန်တော်တို့ဒီရမင်္ဂလာချံကိုအကြောင်းမျိုးမျိုးနဲ့မလာနိုင်တဲ့လူတွေပေါ့မလာရောက်နိုင်တဲ့လူတွေရက်ဝဲရနေပြီးတော့ပေတင်မေးလို့ရလားအွန်လိုင်းရနေပြီးတော့ပေတင်မေးလို့ရလားဆိုရင်ရပါတယ်အဓိကတော့ Viber နေမိတာပါပဲเนาะအာကျွန်တော်ရဲ့ Viber နံပါတ်ကတော့39692395လုံးခုနှစ်ပါအဲ့ဒီနံပါတ်ကနေပြီးတော့ကိုယ့်ရဲ့အကူအညီရယူလိုတဲ့ကိစ္စတော့เนาะအခက်အခဲတော့နောက်ပေတင် host တန်းတော့တနစ်စာ host တန်းတော့အဲ့လိုမျိုးလေးတွေကျွန်တော်တို့ တန်ပြီးတော့မေးလို့ရပါတယ်။တနေ့သာဩဇံမေးတဲ့တဲမှာလည်းပဲကိုယ့်ရဲ့အခက်ခဲတွေအိမ်ရောက်ထွက်ကျင်လာလို့ကားရောက်ထွက်အိမ်တော်ရေးစင်မပြေစသဖြင့်ကိုယ်အကူအညီတောင်းကျင်တဲ့ကိစ္စတွေကိုကျွန်တော်တို့အဲ့ဒီအထက်မှာမိသူမသူမေးလို့ရတာပဲနော်။ဩဇံကိုကျွန်တော်တို့ချက်ချင်းတော့ပြန်မပို့နိုင်ဘူးပေါ့။အနည်းဆုံး3ရက်ကနေပြီးတော့9ရက်အတွင်းကျွန်တော်တို့အရောက်ပြန်ပို့ပြန်မှာဖြစ်ပါတယ်။ကလေးနာမည်ပေးသည်၊လုပ်ငန်းနာမည်ပေးသည်လည်းမေးခြင်းနဲ့ဆိုရင်လည်းကျွန်တော်တို့ Viber နဲ့မေးနိုင်ပါတယ်။ နောက်တစ်ခုကကျွန်တော်လာစဉ်လာတိုင်းဒီရက်နေ့တိုင်းဘီရင်လက္ခဏာသင်တန်းစီပါတယ်။ဒါတော့အခြေခံအဆင့်ပေါ့နော်။သင်တန်းစီပါတယ်။တရက်ကနေပြီးတော့ရှေ့ရက်တာပေါ့။ရှေ့ရက်ဒီဒီကျွန်တော်တို့ခြံမှာနေရမှာပေါ့။သင်တန်းကြီးပါသေးနေသေးတော့မရှိပါဘူး။မနေ့စာနေ့လေစာညနေစာအားလုံးကျွန်တော်တို့ယူရိုမင်္ဂလာကျမ်းတာဝန်ယူတယ်။အဲ့တော့ဒဇုံတယောက်သောသူဟာဘီရင်အတက်ဂမ်ဘီရာအတက်လောကီပင်နာအတက်တွေကိုသင်ယူခြင်းနဲ့တမ်းမြောက်ခြင်းနဲ့ဆိုရင် ျွန်တော်ယူရောမင်္ဂလာချန်ကလာတင်ဖွင့်တဲ့လာတင်လာတိုင်းတရက်နေ့တိုင်းတင်နှန်းဖွင့်တဲ့အခြေခံအဆင့်ပထမပေါ့နော်ပထမဆုံးအခြေခံအဆင့်ကိုစတင်ပြီးတော့ဆက်သွယ်ပြီးတော့တက်ရောက်နိုင်ပါတယ်။ဟယ်လိုကျွန်တော်တို့အဘဇာကြီးမင်းငါရဲ့ကြီးနေဗရာပြီးပေါ့ဆက်ပြီးလေးတွေနောက်ဝါစိန်းနီအဆောင်လက်ပတ်လေးတွေနောက်ဝါစိန်းနီအင်းစမပြောင်းနိုင်လေးတွေနောက်ရောင်းမလေးတွေဒိုးကလေးတွေစသဖြင့်အဆောင်ရည်ရပစ္စည်းလေးတွေအလို့ရှိတယ်ဆိုရင်လေဒီသူမဆိုကျွန်တော်တို့က ပိုက်ပါနေပြီးတော့ဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်နော်